My name is Twesimire. Betas from Namulanda. On Entebbe road. Ku Monday well, was going to work. I reached Batabata Bata on Ntebe Road. On motorcycle. Another motorcycle came from the end of the petrol station and knocked us. I fell on the tarmac and I got injured on this leg. You know, you you These are the wounds on the leg. Mesiro dinegaro ye shukra na ma anayoga ngin chin so da belo na le yan ba da di mitumi ga cycle ne a lout twa ye antebe lama ma twa ni da phit de da ba de ma အခြေအနေကဒီလို ဖြစ်လာရတာဖြစ်တယ်။ဆိုတော့ဒီနေ့ပါတာပြန်ချင်းမှာတော့ပြဿနာအားလုံးရဲ့နောက်ွယ်မှာအကျိုးအကြောင်းရှိတယ်ဆိုတာနားလည်နိုင်ဖို့ဖြစ်ပါတယ်။ဘုနောနေငွေဘာကိဒါ I've been fell on this arm လေမမကြတာဖြစ်တယ်ဒါကဆရာဝန်ဆေးစာဖြစ်ပါတယ် is a medical report from center medcare ဆိုတော့ယောဂရှိတဲ့သူတွေဒီကူလာလို့ရှိရင်ဆရာဝန်ထောက်ခံစာလို့တာဖြစ်ပါတယ်အဲ့ဒါမတားလင်းအနာငယ်ဆူတောင်းပြမှာဖြစ်ပါတယ် So while here the doctors managed her condition, giving her various treatment, as clearly indicated, she was attended to by Dr. Ronald. ဒါကဆရာဝန်ဖြစ်တယ်ဆရာဒီကျွန်တော်တို့မြန်မာပြည်သားတွေအတွက်ဘာသာပြန်တာဖြစ်တယ်ဆိုတော့ကျွန်တော်တို့မြန်မာပြည်သားတွေကဒီကဘာပေါ်မှာဖရာအများကြီးပွင့်ပြပြီဆိုတာတော့တည်ထားတာဖြစ်တယ်တိုးတော်လဲအဲ့ဒီဖရာဒီအများသေးမှာ အနာယောဂငိမ့်တဲ့ဖရာဆိုတာရှိတာဖြစ်တယ်။အဲ့ဒီအနာယောဂငိမ့်တဲ့ဖရာကတော့ယေရှုခရစ်တော်ဖြစ်ပါတယ်။ဆိုတော့ prophet ခခန်တဲ့ကိုအသုံးပြုပြီးမှယေရှုခရစ်တော်ဟာဒီမြို့သမီးကိုအနာယောဂငိမ့်ပေတာကိုတွေ့တွေ့ရမှာဖြစ်တယ်လို့ယေရှုခရစ်တော်ကအနာယောဂငိမ့်တဲ့ဖရာဖြစ်တယ်ဆိုတာကို ကြည့်ရှုသူတွေလည်းသိရှိနားလည်ဖို့ ਨੇ အကယ်၍ကိုယ့်ရဲ့တက်တာထဲမှာအနာယောဂဖြစ်လာတယ်ဆိုလို့ရှိရင် ကိုကိုွယ်တဲ့ဖရာတွေကအနာမငိမ့်နိုင်ဘူးဆိုလို့ရှင်ယေရှုခရစ်တော်ကအနာရောဂါငိမ့်နိုင်တာဖြစ်တဲ့အတွက်သူ့ရဲ့နာမကိုခေါ်ပြီးမှမိမိကိုမိမိအနာရောဂါငိမ့်စေဖို့ဖြစ်ပါတယ် For this is the man of God offering the prayer for Sister Beta to be healed in Jesus' name. See what is happening, sister. Better than standing upright. Standing upright. I saw the pain <laughs> being <laughs> up. By the wounds, by the stripes of the Lord Jesus Christ, the lady is receiving her healing. Every part where there was pain and now. Nyabe Malaysia Rapide. Let Malu Mayara Kumalu Yabi Pibare. Jesus. This is something she couldn't do before. le, le chama tabi chera le chama tabi ဆာယေရှုခရစ်တော်ရဲ့နာမ၌အနာရောဂါငြိမ်းဖို့တမန်တော်တွေကိုအခွင့်ပေးခဲ့တာဖြစ်တယ်

तो युगाना नाइए अम्यूद अका बाहरे बाहर लोखेदो अन्य नाथों कालामा ये सुखेदो हा लुजाती खाने का ီနေ့အစ္စရေးနိုင်ငံမှာမြောက်များစွာသောဂျူးလူမျိုးတွေဟာယေရှုခရစ်တော်အနာရောဂါငြိမ်းတာကိုမြင်တွေ့ခွင့်ရခဲ့တာဖြစ်တယ်။ဒါကြောင့်တိုင်ရင်ပတ်ဝန်းကျင်နိုင်ငံကပါယေရှုခရစ်တော်ရှင်မှာလာပြီးမှ အနာရောဂါငြိမ်းခြင်းကိုလက်ခံယူကြတာဖြစ်ပါတယ်။ဆိုတော့ဟိုတုန်းကလည်းယေရှုခရစ်တော်အနာရောဂါငြိမ်းတဲ့အခါလူတွေအရှိန်တော့တောင်မြောက်ကအပုံလိုက် အပုံလိုက် လာကြတာဖြစ်တယ်။ယခုကာလမှာလည်းပဲဘုရားသခင်က ရောဖက်ကိုဆက်လုပ်တဲ့အခါမှာလူတွေအနာရောဂါငြိမ်းဖို့အတွက်ပရောဖက်ဒီရှင်ကိုဒီလိုလူတွေများစွာ လာကြတာဖြစ်ပါတယ်နော်နော်အဖက်အခန်းကြီးလေးအငယ်၁၁စနစ်မှာယေရှုခရစ်တော်ကလူတချို့ကိုပရောဖက်အရာ၌ရွေးနုပ်ပြီးမှဆက်လုပ်တယ်ဆိုတဲ့အထက်မှာပရောဖက်တီဗီဂျိုရှုအတို့ပရောဖက်ခခန်တဲ့တို့ပါနေတာဖြစ်ပါတယ်ဆိုတော့ဒီအနာရောဂါကဘေးကနေလာတယ်လေဆိုတာနားထောင်ကြည့်အောင် My name is Tresimile Betas. To my name. I am praying because I had a lot of pain. Cuma bapi lo ngudele suruh cuma ayah na lo ngurapa. I could not sleep, I would always stay seated. Tuma ka nyama ilo maya babu. This is the third accident in three months, meaning each this month I've been getting an accident. ဒါကတလအတွင်းမှာအာရင်တိုက်မှု၃ချိန်သူကြုံရတာဖြစ်တယ်ဒါကတတ္တယအချိန်မျိုးဖြစ်ပါတယ် After the prayer of man of God I feel healed ဖျက်ခင်ရလို့ဆုတောင်းပေးတဲ့အခါမှာ ကျွန်မအခုကျမ်းမာတာခံစားရပါတယ် mpona mpona bwabadde awanyuka okugwe bwati puropa ka tuya legu ma re kama chama lega te phi phi chama la da ku khan sa ya ba de ma wa no ku bwede ne ba de mpulira nga we ta wa ba de wa ku te we wa ti ga so ra ku e bo ra ponyeze တချိန်တည်းမှာပဲခြေတော့မှာနာနေတဲ့အနာကလည်းတဖြည်းဖြည်းလွတ်မြောက်သွားတာကိုခံစားရပါတယ် until, until when you stop complaining about the children issue ပရိုဖက်ပြောတာကနင်ကကလေးနဲ့ပတ်သက်ပြီးမှပြဿနာရှိတယ်လို့ပြောပါတယ်အဲ့ဒီပြဿနာကဘယ်လိုလာလဲနားထောင်ကြည့်အောင်ခေတ်ကဝဖွဲမလို့ကညာကွန်ဆောင်ကရပါနာ stufu msaja wa katonda choyogede what you have said is true man of god prophet ပြောတဲ့အတိုင်းမှန်ပါတယ်ဆိုတော့ prophet ဆိုတာမြင်တော့သူဖြစ်တယ်လို့ပြောတာဖြစ်တယ်ခတ်မှန်းပြီးမှပြောနေတာမဟုတ်ဘူးမြင်ရလို့ပြောနေတာဖြစ်တယ်ဓမ္မရာဆိုရင် ပထမဆောင်အခန်းကြီးကိုအငယ်ကိုမှဖတ်လို့ရတယ် prophet ဆိုတာမြင်တော့သူဖြစ်တယ်သင်ဆောင်ကြရပါနော် the children's issue ကလေးပြဿနာဘူဒီဝဘာရွာရာ whenever they fall sick ကလေးတွေနေမကောင်းတဲ့အခါကလေးဖေကတာဝန်မယူဘူး you can call him and tell him the child is sick and he will only bring panado ကလေးနေမကောင်းမှုဆိုလို့ရှိရင်ပနာဒိုဆိုတဲ့အကဲ့ခဲပျောက်ဆဲဝဲလာတယ် we went to Mulago hospital တရကြတော့ဒီကလေးဟာယဉ်တိုက်မှုဖြစ်တဲ့အတွက်မျက်စိမှာရောပါးမှာရောထိသွားတဲ့အတွက် ဒီမူလာကိုတက်ကတူဆဲယုံကိုပို့လိုက်ရပါတယ်ဖာနာညင်ကတူကွေရမီတွာရာနာ they ask for extras that was worth 400000 shillings ဆီယောင်ကတတ်မှရခိုင်းတယ်အဲ့ဒါက400000လေးသိန်းကြတာဖြစ်ပါတယ် you only told me leave the children alone မူလာကမနာ ine daru sagara အမြင့်တားပြောတယ်အဲ့ဒီကလေးပစ်ထားလိုက်လို့ပြောပါတယ်မညာ leave that child is a stubborn child that don't want to know anything concerned အဲ့ဒီကလေးကငါစကားနားမထောင်ဘူးဒီတိုင်းပြစ်ထားလိုက်ငါဘာမှမကြားချင်ဘူးလို့ယောက်ျားလုပ်တဲ့လူကပြောပါတယ်နေငါအမစားကိုကန်ဒီမတမရငါငါဘာအတူမနာမြခမွေးဒါ so i complained that i said the child is just 9 years of age အဘန်တူပဲဒီမှာမြူတာကိုပြောတယ်ကလေးက9နှစ်ပဲရှိသေးတာဘာမြခဗီကတော့မြခမွေးဒါမွေးသမမိုင်းနေတာဘူး the parents take care of their children as old as 20 years old this one is getting fed up of the child who is only 9 years and is ဆိုတော့မိဘဆိုတာကကလေးတွေအသက်20ရှိသွားရင်လည်းပဲလိုအပ်ရင်ထိန်းချရတဲ့အမျိုးဖြစ်တယ်ငါတို့ကလေးကကိုနှစ်ပဲရှိသေးတာလို့ယောက်ျားကပြောပါတယ်ဒါပေမဲ့ကျမမြူတာကကျမကလေးဟာနာမခံတဲ့ကလေးဖြစ်တယ် stubborn child လို့ပြောပါတယ် even the job that i have i work at night ကျမကညအလုပ်လုပ်တာဖြစ်ပါတယ် ကျမမြူတာကညမှာအိမ်မှာနေပြီးမှကလေးတွေနဲ့အတူမအိပ်ပါဘူး My rat that's on Havana bangay. So I keep complaining and I say why doesn't she sleep in the house with the children with my Juma yau cha a mye dan yan phit de. Ni aim ma ne lo shin. Kle de ne a tu lo aim ba la lo juma yan phit ba. We are not one in the family. Everyone is doing their own things. ကျမတို့မိသားစုကတလုံးတဝဖြစ်မနေဘူးဖယုတ်ဖယဲဖြစ်နေပါတယ်ပရဖက်မင်းရဲ့ပြတနာကလေးကြောင့်ဖြစ်တဲ့ရင်တိုင်းမှုဖြစ်တယ်ဆိုတာမှန်ပါတယ် I complain so much about the issue of the children ဆိုတော့ဒီမှာကကလေးနဲ့ပတ်သက်ပြီးမှယောက်ျားကိုခဏခဏရံဖြစ်ပါတယ်ဆိုတော့လေမယားကပြဿနာကိုဟိုအတူတူကပူပေါင်းပြီးမဖြေရှင်းပဲရံဖြစ်တဲ့ခါမှာဒီစာရန်ကဒီမိသားစုကိုဒုက္ခပေးဖို့အယံကိုလွှဲတာဖြစ်ပါတယ် saying lord jesus this is not what i hope ကျမဖျားတခင်ကိုလည်းပြောတယ်ယေရှုဖျားကျမလူချင်းတဲ့ဘဝကဒီလိုမျိုးဘဝမဟုတ်ဘူးလို့ ဆွတ်တောင်းပါတယ်ဖာမမ see how my children look like ဟုတ်ရဒီမှာတာဒမီတွေကြည်ပါလို့ဆွတ်တောင်းပါတယ်ငါတို့ဆမနေတာငါတို့ဖာနာနာဘုန်းကြီးနေညောဘာနေငါရဘူးမနာဝင်ဘာဖာနာနာ even when my child is going to school i see that he's not looking good as other children are like faro ကျမကလေးတွေကိုကြောင်းထားပါတယ်ဒါပေမဲ့ကျမကလေးတွေကတခြားကလေးတွေလိုကြောင်းမှာအာအာလိမ့်လိမ့်မှာမှာနဲ့စတတ်လာတဲ့မျိုးမရှိပါဘူး ဆိုတော့အိမ်မှာမိဘနှစ်ပါးကတကွာကွာရံဖြစ်နေမှာတော့ကလေးတွေပညာရေးကိုထိခိုက်တာဖြစ်တယ်။စင်ကစီမွေးစီမနောကကြောင့်အစင်ကဘာနာမှန်ကဘာဒီဘူးလို့ညီ So I keep saying to the father that if it was not for fornication or adultery my children would have been in a good state. ဆိုတော့ဒါနဲ့ကျမမြို့သားကိုကျမပြောတယ်ငါတို့နေရောက်ကမတရားမေထုံနဲ့ရတဲ့ကလေး တာမဟုတ်ဘူးဆိုလို့ရှင်ငါတို့မွေးလာတဲ့ကလေးတွေဟာလိမ့်လိမ့်မှန်မှန်နဲ့ကြီးပြင်းလာမှာ အခုတော့ငါတို့နေရာကမတရားမဲ့ထုံနဲ့ကလေးရတာဖြစ်တဲ့အတွက်ကလေးကခုလို့ဖြစ်တာလို့ယောက်ျားကိုပြောပါတယ် Jesus Christ forgive me. I have been complaining so much. ယေရှုခရစ်တော်ဖျားယခုကျမရဲ့အပြစ်ကိုတီးပါပြီ။ကျမရဲ့အပြစ်ကိုခွင့်လွှတ်ပေးပါ။ကျမကဒီပြဿနာနဲ့ပတ်သက်ပြီးမှအများကြီးအဲကြီးပါလေ ရန်ရန်စကားပြောတာဖြစ်ပါတယ် concerning the children good ဆိုတော့ကလေးနဲ့ပတ်သက်ပြီးမှပြဿနာတက်တယ်အဲ့ဒီလိုပြတ်တဲ့ခက်တဲ့ခါလင်မယားကဆွတ်တောင်းပြီးမှအတူတူကမဖြစ်ရှင်းပဲရန်ဖြစ်တဲ့ခါစာရန်ကတမကိုတလအတွေ့မှာရင်ကြိုင်မို့၃ခုနဲ့ကိုလှုပ်တာဖြစ်တယ်အခု prophet ပြောတာက go you are free သွားတော့သွားတမနောင်တရသွားပြီဖြစ်တယ်ဘာလို့ရမယ်ဆိုတာတည်သွားပြီဖြစ်တယ်အခုတော့ နင်လွတ်မြောက်ပြီစာတန်လက်ထက်ကလွတ်မြောက်ပြီသွားတော်လို့ prophet ကလွတ်လိုက်တာဖြစ်တယ်ဆိုတော့ဒါရီကစာတန်ချွနောင်မှုကြောင့်ဖြစ်တယ်ဆိုတာလူတွေကမသိကြပါဘူးเนาะဟေရှာယ61အငယ်1မှာလူတွေဟာစာတန်ရဲ့ချင်းအောင်ချင်းချုပ်ထားခြင်းခံရတယ်ဒါပေမဲ့ယေရှုခရစ်တော်လာတဲ့အခါအဲ့ဒီစာတန်လက်ထက်ကရွေးနှုတ်ပြီးလူတွေလွတ်မြောက်လာကြတယ်ဆိုတာဒါကိုဆိုလိုတာဖြစ်ပါတယ်ကဲတော်လီဝတ်တင်ပဲ everything will be all right အခုချိန်ကစပြအလုံးအဆင်ပြေသွားတော့မှာပါ Jesus Christ is the healer yes ဘာကြောင့်အနာရောဂါဖြစ်တာလဲဘယ်ထဲကနေလာတာလဲဘယ်လိုလွတ်မြောက်သွားတယ်လဲဆိုတာကျွန်တော်တို့လေ့လာခွင့်ရလိုက်တာဖြစ်တယ်။ဒါကလူမျိုးနဲ့မဆိုင်ပါဘာသာနဲ့မဆိုင်ပါဒါကဝိညာဉ်ရေးရာ ဖြစ်ပါတယ်။ Soy Monya Edinya Gumisriza Fred My name is Gumisriza Fred သူက of Fred ပါ Tunoma kama pieta na shibari. Two weeks ago, I developed pain in the back. Lunkere napala ma kana labari. And this is the medical report. Taka siawen sitare sa pibari. From Iran, Uganda hospital that belongs to Mr. Gomez Reza Fred. This <laughs> is <laughs> where he went to the complex. So, di ma anayoga atwe sutang kanchine lurenga. Siawen sitare pala bu lura pibari. Siawen sitare pala bu lura pibari. ဆေးစာပါမတာလင်အနာရောဂါငြိမ်းဆူတောင်းခံတဲ့ကိုဝင်ခွင့်ပေးတာဖြစ်ပါတယ် due to muscle spasms as was confirmed by the medical imaging technologist yesukristo namana nayo kanye indachiyao tulo nyabe pama tulo doka chire yesu namana amen peyinira phe bare pyampyan yaba see what is happening and the commander has been given to him in Jesus name. I need the Tu ya kukanda phawla ra tu ya rapid. As the Lord Jesus flashes out all the pain from the back, from the leg and the chest. Jesus has pulled away na mugongo. Mushu na Jesus Christ paid for the cross at Calvary. You know yes we are sorry na Calvary Back, I command you in Jesus' name. Did you hear your jaw go? I yes, you know, I'm in bed. မိမိကိုမိမိပြန်ချမ်းပါစေအယိုးကအယိုးနေရမယ့်နေရာမှာပြန်ခေါက်မိမိနေရာကိုမိမိပြန်ခေါက်အယိုးတွေအစ်စ်တွေကိုနေရာကိုကိုပြန်ခေါက်ယေရှုနာမနာမင်းပေးတယ် Thank you, Jesus. ယေရှုဖျားကိုကျေးဇူးတင်ပါတယ်။တန်ရှင်တော်ဝင်ရောဖျားကိုကျေးဇူးတင်ပါတယ်။လာရှောက်ပါမင်းလွတ်မြောက်ပြီ။ နာယောဂဖြစ်စေတဲ့နတ်ဆုအယုဒ္ဓဇာစီဖြစ်စေတဲ့နတ်ဆုကိုဖယ်ထုတ်လိုက်တာဖြစ်တယ်သူကတက်ကလမ်းမလျှောက်နိုင်ဘူးအခုလမ်းလျှောက်နိုင်ပြီအနာယောဂငိမ့်တဲ့ယေရှုကိုကျေးဇူးတင်ပါတယ်ညာဘက်မှာရန်နာခဲ့တာဖြစ်တယ်

ဒီနေ့ကျွန်တော်ဟောပြောသွားတဲ့နှုတ်ကပတော်ကိုတတိယကြပါနှလုံးသားထဲမှာယေရှုကိုနေရာပေးပါ just take a step into Christ Jesus မိမိရဲ့အသက်တာကိုယေရှုခရစ်တော်အထဲကိုဝင်ခွင့်ပေးပါ where all things are possible အဲ့ဒီယေရှုခရစ်တော်အထဲမှာမတတ်နိုင်တာတစ်ခုမှမရှိပါဘူး because two ten Philippians Philippi oara two ten အခန်းကြီးနေ့အငယ်တစ်စမှာဂတိတော်ရှိပါတယ် that at the name of Jesus every ယေရှုခရစ်တော်ရဲ့နာမတော်၌ me should bow အသက်ရှင်သောတတဝအလုံးတို့ဒီထောက်ရမယ် of the heaven and of ကောင်းကင်မှာရှိတဲ့တတ္တဝါတွေ။အော်ဒီမှာကဂျက်ကော့ပေါ်လာတာဖြစ်တယ်။ဒီတစ်ပတ်ကဂျက်ကော့အယူဂန်ဒါနိုင်ငံကိုရောက်နေတဲ့အပဖြစ်ပါတယ်။အခုတော့အမေရိကကိုပြန်ရောက်ပြီဖြစ်ပါတယ်။သူကဒုတိယကြိမ်သွားတာဖြစ်တယ်။ဒါကချင်းအမျိုးသားဖြစ်ပါတယ်။ပထမတစ်ကြိမ်သွားတော့သူချောင်းဆိုးလို့သူသွားကျင်တယ်ဆိုလို့သွားလိုက်တာ။ ပြန်လာပြီးနောက်သူကချောင်းဆူးပြောက်သွားတာကျွန်တော်တက်တက်မခံကျွန်တော်ကိုတက်တက်ရတာမပြောဘူးအဲ့ဒါဒီတစ်ခါသူပြန်သွားချင်တယ်တဲ့အေးအေးဒီတစ်ခါပြန်လာရင်တော့တက်တက်ခံတော့လို့တော့ပြောထားတာပါနော်ရတာဒီတစ်ပတ်မှာအာဂျက်ကော့ပလေဟိုကိုရောက်နေတဲ့အပတ်ဖြစ်တယ်ဒီနမိတ်လက္ခဏာတွေကိုကျွန်တော်မြန်မာပြည်ချင်းတောင်နှန်းကလာတဲ့ဂျက်ကော့တို့ကလည်းမြင်ခွင့်ရတာဖြစ်တယ်ဆိုတော့ဖျားတခင်ခြေစိုးတော်ကိုချီးမွမ်းတယ် အခု November November လ17ရက်မှာလည်းပဲကျွန်တော်တို့အကချင်ပြည်နယ်ကလာတဲ့ကချင်မိသားစုတွေအဲချီကာဂိုကနေထွက်ခွာဖို့ရှိတာဖြစ်ပါတယ်သူတို့မိသားစုလည်းဒုတိယအကြိမ်သွားတာဖြစ်ပါတယ်ဆိုတော့ဟိုမှာသွားပြီးမှတက်တက်ရတဲ့သူတွေတက်တက်ခံဖို့လိုသလိုဟိုမှာသွားတဲ့အခါမှာကိုမြင်သမျှကိုကုကုကုထဲမှာတက်တက်မရရင်ဒါမှကိုမြင်ခဲ့ဘူးတဲ့အရာကို က်တဲ့ခံတဲ့တယ်လို့ကျွန်တော်ကအမြဲတမ်းအာလူတွေကိုအဘိစကားပြောတာဖြစ်တယ်။မာသဲမာကုလူကာယိုဟန်ခရစ်ဝင်ကျမ်း၄ကျမ်းကတမန်တော်တွေကယေရှုခရစ်တော်ဘာလုပ်တယ်ဆိုတာကိုတက်တက်ခံထားတာဖြစ်တယ်။တမန်တော်ဝုဒ္ဓကြတော့တမန်တော်ကြီးရှင်ပေါလုတို့ဟာသူတို့လက်ထက်မှာဖျားတခင်ဘလို့အလုပ်လုပ်တယ်လဲဆိုတာကိုတက်တက်ခံထားတာဖြစ်ပါတယ်။ဆိုတော့တမန်တော်တွေကသူတို့မြင်တဲ့အရာကိုတက်တက်ခံတယ်ဆိုလို့ရှိရင် ယနေ့ပရိုဖက်ကခန္တီတို့ပရိုဖက်ဒီဗီဂျိုးရှွာတို့ရှင်မှာရောက်သွားပြီးကူတန်ရောက်သွားပြီးမြင်တဲ့အရာကိုတက်တက်ခံဖို့လိုတာဖြစ်တယ်။ဒါမဲ့ငါတို့ရှင်မှာ ပြဿနာရှိတာကကူကူတန်သွားတော့ကူကူတန်ခံရတဲ့တက်တက်ကိုလည်းပြန်မပြောဘူး။ကူကူတန်ဟိုမှာသွားတော့ကူကူတန်ကုမြစ်ရှင်မှာနမိတ်လက္ခဏာတွေမြင်ရတယ်။အဲ့ဒါကိုလည်းတက်တက်မခံဘူးဆိုရင်တော့ဟိုတမန်တမန်ကျမ်းစာတွေကတမန်တော်တွေနဲ့ကျွန်တော်တို့ကပြောင်းပြန်ဖြစ်သွားတယ် တော့ဒါကြောင့်ကျွန်တော်က TV ဂျိုးရှိုးရှီကိုနှစ်ခါသွားပြတဲ့အခါဟာကူတိုင်းမြင်ရတဲ့အရာကိုတက်တက်ခံမယ်လို့ကျွန်တော်ကဆုံးဖြတ်ခဲ့တဲ့အတွက်ယနေ့ကျွန်တော်တတ်နိုင်သလောက်နားလည်သလောက်နဲ့ကျွန်တော်ကဘာသာပြန်ပေးတာဖြစ်ပါတယ်ကူတိုင်းမြင်ရတဲ့အရာကိုတက်တက်ခံတာပဲဖြစ်ပါတယ်ဖြတ်ခင်ကောင်းချီးပေးပါစေ Those on earth and of those under the earth and that every tongue should confess that ဆိုတော့အဲ့ဒီဖိလစ်ပိဩဝါဒအခန်းကြီး1အငယ်37မှာရေးထားပြတာကောင်းကင်မှာရှိတဲ့တတ္တဝါမြေကြီးပေါ်မှာရှိတဲ့တတ္တဝါမြေကြီးအောက်မှာရှိတဲ့တတ္တဝါအားလုံးဟာယေရှုခရစ်တော်ရဲ့နာမရှိမှာတည်တည်ခံရအပါလေအဲဒူးထောက်ရမယ်လို့ပြောထားပြတာ all need shall bow လို့ရေးထားတယ်ဆိုတော့ကောင်းကင်တတ္တဝါလို့ပြောတဲ့အခါကောင်းကင်နိုင်ငံထဲမှာရှိတဲ့ကောင်းကင်တမန်များကိုလည်းဆုလိုတာဖြစ်တယ် ကောင်းကင်တတဝါလို့ပြောတဲ့အခါကောင်းကင်နိုင်ငံမှာရောက်နေပြီဖြစ်တဲ့ယုံကြည်သူတွေကိုလည်းပြောတာဖြစ်တယ်။ကောင်းကင်တတဝါလို့ပြောတဲ့အခါမှာအထက်မွန်ကောင်းကင်မှာရှိတဲ့နော်စာတန်ရဲ့နိုင်ငံနော်မြန်မာမြင်းတို့တခြားမြင်းတို့ပြတ်တာမြင်းတို့ရဲ့နိုင်ငံတော်ကိုလည်းဆိုလိုတာဖြစ်တယ်။ပြီးလို့ချင်းမြေကြီးပေါ်မှာရှိတဲ့တတဝါဆိုတာငါတို့လူကိုပြောတာဖြစ်တယ်။တရိတ်ဆန်ကိုပြောတာဖြစ်တယ်။မြေကြီးပေါ်မှာရှိတဲ့ပြင်လေသမုတ်တရားရေထဲမှာချောင်းထဲမှာကုန်းထဲမှာဂူထဲမှာတစ်ပြင်မှာရှိတဲ့ အဲနတ်ဆူတွေကိုပြောတာဖြစ်တယ်။တင်းကြိုက်မှာရှိတဲ့လူတေဝိညာဉ်ကိုပြောတာဖြစ်တယ်။ဒါဒီလည်းပဲယေရှုရှင်မှာတူထားမှာဖြစ်တယ်။ဒီတသမကမြေကြီးအောက်မှာရှိတော့တတ္တဝါဒါကမာရီနာနိုင်ငံမှာကိုအစုရတဲ့ငရင်းမင်းကိုပြောတာဖြစ်တယ်။မာရီနာနိုင်ငံမှာရှိတဲ့လူတေဝိညာဉ်တွေကိုပြောတာဖြစ်တယ်။ကောင်းကင်တတ္တဝါမြေကြီးတတ္တဝါမြေကြီးအောက်မှာရှိတဲ့တတ္တဝါအားလုံးဟာယေရှုခရစ်တော်ရှင်မှာတူထောက်ရမယ်လို့ပြောတာဖြစ်တယ်။ဆိုတော့ဒီလူကိုချုပ်ထားတာဘယ်သူကချုပ်တာလဲ။ မြေကြီးပေါ်မှာရှိတဲ့မာနကချုပ်တာတဖြစ်တယ်။အဲ့ဒါကိုဖေရှားတဲ့အခါသူကလွတ်မြောက်လာတာဖြစ်ပါတယ်။ဒါကယေရှုနာမကြောင့်နတ်ဆုလက်ထက်ကလွတ်မြောက်သွားတာဖြစ်ပါတယ်။ဆိုဖျားတကယ်အလုံးကောင်းချီးပေးပါစေ။ Jesus Christ is Lord to the glory of God the Father ။ကျွန်တော်ယေရှုခရစ်တော်တာလင်ဖျားတခင်ဖြစ်တယ်ဆိုတာကိုဝန်ခံရမယ်လို့ပြောတာဖြစ်တယ်ဒါပေမဲ့အဲ့ဒီနှုတ်ကပတ်တော့မသိတယ်လို့ကဝန်ခံလို့မရတယ် ဥပမာမွတ်စလင်ပဲဖြစ်ဖြစ်ဟိန္ဒူပဲဖြစ်ဖြစ်ဗုဒ္ဓဘာသာပဲဖြစ်ကျွန်တော်တို့နှတ်စားပဲဖြစ်အဲ့ဒီယေရှုခရစ်တော်ဟာကောင်းကင်တတော်မြေကြီးတတော်မြေကြီးအောက်မှာရှိတတော်အလုံးကိုအစိုးရတယ်ဆိုတာမသိတဲ့လူကဝန်ခံလို့မရဒါပေမဲ့မြောက်မြတ်စွာသောခရိယန်တွေကသိသွားပြီဖြစ်တယ်ဒါကြောင့်ယေရှုခရစ်တော်ရှေ့မှာအဲဒီကောင်းကင်တတော်မြေကြီးတတော်မြေကြီးအောက်မှာရှိတတော်အလုံးကိုတို့ဒီယေရှုကိုဖျားတခင်ကိုဝန်ခံရမယ်ဆိုတာခရိယန်တွေကအရင်သိတဲ့အတွက်ခရိယန်တွေကအရင်ဝန်ခံနေတာဖြစ်တယ် နောက်မှတိလာတဲ့လူကနောက်မှဝန်ခံကြမှာဖြစ်ပါတယ်။သူဖျားတဲ့ကင်နာမှာတော့ကဘာဆက်ဆက်ပုံကြည့်ပါစေ။ Whatever the situation in your life. ကတိကုရင်ပေရယနာအရင်မလမှုဘော။ Once you step into Christ Jesus. ခစတိုလီနင်တို့အတ္တမှာကြုံနေရတဲ့ပြဿနာဘလို့မျိုးဖြစ်ဖြစ်နင်တို့ဟာယေရှုအထဲကိုတိုးဝင်လို့ရှိရင် Christo Jesus it will bow down အဲ့ဒီပြဿနာအလုံးကဒုထောက်သွားမှာဖြစ်တယ်ယေရှုရှေ့မှာ ်အာမင် Your bits, your whatever, your frustration. ရှိတဲ့ပြဿနာ အမျိုးမျိုးဟာယေရှုရှင်မှာနာမတော်ရှင်မှာဒုထောက်မှာဖြစ်ပါတယ်။ It's too much to carry on. Healing is continuing.